ဆိုတဲ့ဘဏဝါပဲရှိတယ် ဒီကားထဲမှာရှိနေတဲ့ဝိညာဉ်အကြောင်းလို့ပရရောဂအကြောင်းကိုဆိုတာဟာတကယ်တမ်းကျတော့ game တစ်ခုလိုပဲ game တိုင်းမှာသူ့ရဲ့ rule ရှိရလေအဲ့သူ့ rule အတိုင်းကစားသွားတာဖြစ်တယ်ပေါ့အဲ့လိုကျမတို့ကနားလည်ထားမှာဖြစ်တယ် now ဒီမှာလည်းပဲဒီကိုနေဝင်းရဲ့ character very rational ဖြစ်တယ်သူအမှန်တိုင်းပေါ့နော်တဘာဝအတိုင်းသူစဉ်းစားကြည့်တာတွေကမှန်တယ်ဆိုတာကိုတွေ့ရတာပေါ့ဒါပေမဲ့ကျမမကျေနပ်တာ တော့နတ်ဆရာကြီးလုတ်တဲ့လူကလူဆိုးကြီးဖြစ်ရတာနဲ့သူက survive ဖြစ်သွားတယ်ပါနစ်မပါလိုက်ဘူးအဲ့ဒါတကူတော့ကြောက်မကြိုက်ဘူးဘယ်လိုလဲ and ဟို ending ကတမျိုးပဲပေါ့နော်စိတ်ထဲမှာ satisfaction မဖြစ်ဘူးကျမတို့ကရုပ်ရှင်ကြည့်ပရိသတ်ဆိုတာဒီဇလံရဲ့ journal ဆိုတဲ့ဇလံအမျိုးအစားကိုကြည့်ပြီးသွားရင်ကျမတို့မှာ expectation ရှိရလေမျှော်လင့်ချက်ရှိရအဲမျှော်လင့်ချက်တိုင်းဖြစ်သွားတယ်ဆိုလို့ရှိရင် satisfaction ဆိုတဲ့ကျေနပ်မှုရှိရအောင်အခုကတော့မကျေနပ်ဘူး now level ဆက်เสียလဲရှိခြင်းလဲ sequel အနေနဲ့ရှိနိုင်လဲရှိနိုင်ပါလိမ့်မယ်ဒါကြောင့်လဲဖြစ်နိုင် င်ပါတယ်အာတခုဝန်တာမိတာတော့ဒီဇလန်းကိုဇညွန်ရေးတဲ့ဓာတ်လိုက်တာပေါ့အဲ့ဒါကျမတို့ကပန်မြန်မာ first batch တုံးကလေဇညွန်ရေးတင်နန်းကတင်နန်းသားလေးဖြစ်ပါတယ်အဲ့ဒီမှာလောသောထက်တယ်နော်အဲကျမတို့ပထမအဦးဆုံးကြီးအဲ့ဒီပန်မြန်မာရဲ့ဇညွန်ရေးတင်နန်းမှာအကောင်းဆုံးဟိုဇညွန်ခုနှစ်ခုကိုရွေးပြီးတော့စုပေးခဲ့တာပေါ့နော်အဲ့ဒီထဲမှာဒီဓာတ်လိုက်တာလေး ေးကပါပါတယ်ဟုတ်ကဲ့ရှင်အဲ့ဒါအတွက်ကြောင့်မလို့သူရဲ့တွေးတဲ့ခေါ်တဲ့ပုံတွေဇလန်းတင်ဆက်မှုပုံစံတွေ now presentation ပေါ့ဓာတ်ပုံရိုက်တာတို့ post production တို့တွေအကုန်လုံးကထူးခြားတာကိုတွေ့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်မဝန်တာပါတယ် thank you ဘယ်လိုကိုလဲတော်တော်ကစားရတာလားဥမာတို့အပြောလေးတွေပေါ့ကျမတို့ချမ်းသာဖို့အတွက်ပေါ့ကျမတို့အဲ့ဇာညွန်းတင်နံပေါ့အဲ့ဖွင့်တဲ့အချိန်မှာကလေးကကျမတို့36 situation လဲပြောခဲ့ဘူးတယ် character ဆလဲ archetype ရှင်းမျိုးကြောင်းလဲပြသင်ခဲ့ဘူးတယ်နောက်တော့12 stages of heroes journey ကိုလဲတေချာသင်ခဲ့ပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကလေးကအခြေခံကောင်းကောင်းကိုရခဲ့တယ်လို့ကျမတို့ထင်ပါတယ်ဟုတ်ကဲ့ လေးတွေနှလုံးလေးတွေပါလေးပြောနေအော်ဟိုအိုက်ဒီနေကောင်းကြပါတယ်မင်းသားလေးတွေအကုန်လုံးကလေသူတောင်ဝန်သူကြေးအောင်လှုပ်ထားတာတွေ့ပါတယ်။နောက်ဟိုမင်းသားမင်းသမီးဆိုတာကလည်းပဲဇန်ညွန်းကောင်းမှလမ်းတာမှသူကရှောက်ရတာ哦အဲ့ဒီဘောမျိုးပါဇန်ညွန်းကကောင်းတဲ့အကြောင်းမင်းသားမင်းသမီးတွေကလည်းတောင်ဝန်ကြေးအောင်လှုပ်တဲ့အတွက်ကြောင့်မလို့ကောင်းတယ်လို့ကျမတို့မြင်ပါတယ်။ဒီလိုဆိုရလေကိုကဒါဆိုရင်ရှေ့မှာညမင်္ဂလာနဲ့ကိုကနှစ်ကားလေးရှိတယ် ဲညမ်းမင်းကအောင်မြင်ခဲ့တယ်အခုဒီကောင်အောင်မြင်လို့ကျွန်တော်မြင်တာဒါလေးပါအာဒါဟုတ်အဲ့တော့သူခင်တဲ့သူပဲလေ consumer rights ဆိုတာရှိရဲ့ရုပ်ရှင်ကိုကြည့်တဲ့ audience လေ audience ရဲ့အာခံစားချက်ကလည်း သူ့မှာလည်း right ချပါတယ်ဟုတ်ကဲ့သူပြတာတွေသူ right ကြတယ်အာသူများတွေနည်းနည်းလေးတာတယ်ခွာတယ်လို့ပြောတယ်အဲ့ဒါဘာလို့လဲဆိုတော့ဇန်ညွေးရေးတင်တန်းမှာအခြေခံကိုင်ကိုင်တင်လာပေးခဲ့တာမဟုတ်လို့ပါဇန်ညွေးကဘယ်လောက်ရေးချတယ်လို့ပြောမလဲဇန်ညွေးကဆိုလမ်းနဲ့တူတယ်လေလမ်းသာမှာဇန်ညွန်းကောင်မှာတေယုတ်ဆောင်ကလည်းလုံနိုင်တာဗောတေယုတ်ဆောင်လုံနိုင်မှာစကားကောင်းတာဖြစ်တယ်ဗောဒါကြောင့်မလို့ကျမဇန်ညွန်းကိုတင်တဲ့တင်နန်းကိုလေစပြီးတော့ဖွင့် ခွင့်ငယ်တာဖြစ်တယ်ပေါ့။တော့သူကလည်းအဒီကရစ်ဆိုတော့ဇာညွန်းနဲ့အောင်မြင်ခဲ့တယ်ဇာညွန်းနဲ့ရပ်ပြီးခဲ့တယ်။နောက်ကြမှာအဆက်သာပြီးတိုက်တာဖြစ်ခဲ့တာ။မှန်တယ်မှန်တယ်ဒါတဖြည်းဖြည်းနဲ့ကျဲရတာပါ။အဲ့တော့ကလေးတွေတိုးဆောင်မှုဘာလေးပြောကြည့်လဲလူတွေအော်တိုးဆောင်မှုကကောင်းပါတယ်။အကုန်လုံးကလေဟို wave တစ်ခုကိုကြော်ခဲ့ပြီးပြီဗမာရုပ်ရှင်မှာလေဟိုပေါပပပဲနဲ့ dialogue ဆဲမှာဇလန်းသွားရဲဆိုတော့ကာလာတစ်ခုကိုကြော်လာခဲ့ပြီ။အခုလုံနေတဲ့လူတွေအကုန်လုံးက expression back ကိုရောက်လာပြီ။ ီလို့ကျွန်မတို့မြင်ပါတယ်ဒါမြန်မာပြည်ရဲ့ဟို next wave အတွက်ကိုကောင်းတဲ့အလားအလာဖြစ်ပါတယ် thank you